ိုင်တိုင်းတဝဲမြို့နယ်နဲ့ထိုင်းနယ်ဇက်ရှိစစ်ကောင်စီရဲ့ body scan ခေါ် .2566 ရှေ့တန်း scan ကိုဇွန်လ10ရက်မနေ့ပိုင်းမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးဦးဆောင်မှုနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်ရရှိခဲ့တယ်လို့ FFD တပ်ဖွဲ့တာဝန်ရှိသူစီကသိရပါဗျာ။ ်မိတ်တဝဲခရိုင်တွင်1998ခုနှစ်ကစတင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စစ်ကောင်စီရဲ့အမိုးနယ်ဆက်ခေါ် .2566 ရှီရန်စကန်ကို KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေကဇွန်လ10ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မနေ့ကဇွန်လ10ရက်မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဗောရီနယ်စပ်စခန်းဟာစတူရမ်းမီတာ100မီတာခန့်ကျယ်ဝန်းပြီးခြံစည်းရိုး3တပ်နဲ့ဖွဲ့စည်းထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဘော်ရစ်ခန်တဝက်လောက်ကထိုင်းနိုင်ငံရဲ့ဗတ်ချန်းကိုဝင်နေပါတယ်အခိုင်မာနဲ့ကိုတေချာစောက်ထားတာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဇွန်လ10ရက်နေ့ကစပြီးဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့တယ်ဇွန်လ10ရက်နေ့မနက်ပိုင်းမှာ အပီးသက်သိမ်းနိုင်ခဲ့ပါတယ်၃ရက်မြောက်တဲ့နေ့မှာစခန်းကိုသိမ်းနိုင်ခဲ့ပါတယ်လို့ FFD တပ်ဖွဲ့ဒုတာဝန်ခံကိုအောင်က ARD Times ကိုပြောပါတယ်ဘော်ရစ်ခန်ဟာရခိုင်ကတဝဲအခြေဆိုင်ချင်းလင်းတရင် ခလာရနှင်ငါလောက်ခန့်စစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးခန့်သာရှိပေမဲ့နှစ်ဖက်ကြိုက်ပွဲဖြစ်လာချိန်မှာစစ်ကောင်စီကလေရင်နဲ့စစ်ကူတွေပို့လာပေးလို့အင်အား60ခန့်ရှိတယ်လို့ FFD တပ်ဖွဲ့ဒုတာဝန်ခံစီကသိရပါဗယ်အဲဒီစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံးမှုတွေရှိတယ်လို့လက်နက်ခဲယံအမြောက်များကိုလည်းတွန်လိုင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိထားပြီးနှစ်ဖက်ထိခိုက်မှုအခြေအနေသေးစိတ်ကိုတော့ ARD Times အနေနဲ့သိရှိရခြင်းမရှိသေးပါဘူး ဖက်ပြေးလွမြောက်သွားတဲ့စစ်သားတွေလည်းအများကြီးရှိပါတယ်။သိမ်းပိုက်ရရှိထားတဲ့စစ်လက်နက်ပစ္စည်းတွေလည်းအများများရှိပါတယ်။ဘယ်နှယောက်တည်ဆုံးနေဆိုတာတော့မသိရသေးဘူး။အခုမှစခန်းရှင်းလင်းနေတုန်းမှစစ်လက်နက်ပစ္စည်းတွေနဲ့အကြဆုံးစင်းကိုဆက်လက်ထုတ်ပြန်မှုရှိပါတယ်လို့ FFD ရဲ့ဒုတာဝန်ခံကိုအောင်ကဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဉ်မှာစစ်ကောင်စီက ဘော်ဒီစကန်အနီးတစ်ဝိုက်နဲ့အမိုကြီးရွာဘက်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေလုံဆောင်ခဲ့လို့အရက်သားတအူထိခိုက်တံရရရှိခဲ့တယ်လို့သိရပါတယ်။ FMP တပ်ဖွဲ့ဟာ KNU KNL စီရေးဥဆောင်မှုနဲ့ပြီးခဲ့တဲ့မေလ9ရက်နေ့မှာ Tiki View စကန်မေလ28ရက်နေ့မှာ Tita စကန်နဲ့ဇွန်လ10ရက်နေ့မှာ Body စကန်တို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။